စကားကိုအမျိုးမျိုးပြောပြီးတော့ပန်းတို့သွေးနေတဲ့သိန်း20လင်းများအကြောင်းကိုအမှန်တိုင်းပြောပြလာတဲ့ပုတူပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရီပုတူကတော့လွန်ခဲ့တဲ့ရက်ပိုင်းကကလေးရှောင်းဝယ်ကိစ္စမှာဝင်းပိုင်ရင်နဲ့ပြဿနာတက်နေရတာလေးဖြစ်ပါရီပုတူကလိုင်းပေါ်မှာသိန်း20နဲ့ကလေးရောင်းဖို့စူးစမ်းနေတဲ့လင်းများနဲ့တွေ့ဆုံပြီးအကူအညီပေးခဲ့ပါသေးတယ်ပုတူကတော့လင်းများနှစ်ယောက်ရဲ့အခက်အခဲကလေးရဲ့အခြေအနေကိုကြည့်ပြီးတော့စိတ်ကူတာပေးဖို့စူးစမ်းခဲ့တာပါပုတူကတော့ကလေးမိဘတွေရဲ့အခြေအနေကိုကြည့်ပြီးတော့ အဲ့ဒီမှာပဲမိမာတွေကဘလို့မဲမသိဘူးကျင်နာတရားမရှိတဲ့ပုံစံဆိုပြီးအဲ့ဒီကလေးကပုံပွေလင်းလင်းပြောဆိုခဲ့တာလည်းဖြစ်ပါရည်ဘူတူကတော့အဲ့ဒီကလင်းများနှစ်ယောက်တောင်းဆိုကြတဲ့စံကယ်ရွေးပေးခဲ့တယ်လို့အင်္ဂါကတလားစားပေးလိုက်ပြီးကလေးကိုလည်းမွေးစားလိုက်ပြီးဆိုပြီးတော့အားလုံးပြောပြလာခဲ့တာလည်းဖြစ်ပါရည်သူမိမာတွေကိုပြောပြီးတော့စီစဉ်ထားတာက30နှစ်ကိုမိမာတွေကမပေးဘဲကလေးကိုစိတ်ကူကိုအလှရှင်ရှာပေးမယ်ပြောင်းအောင်ကုပေးမယ်ဆိုပြီးတော့ညီနိုင်ပြောဆိုခဲ့တာလည်းဖြစ်ပါရည်ကလေးငယ်ရဲ့ယောဂါက30နှစ်နဲ့မလောက်ပဲတင်းတရာကြောလောက်ကောင်မှမလို့ပုတ္တဝအလှရှင်ရှာပြီးတော့ ကလေးကိုကုသပေးဖို့ဆုံးဖြတ်ထားတာလည်းဖြစ်ပါတယ်။ဒိန်းနေဆယ်လေးများကတော့အစာပိုင်းမှာပုတ္တုပြောတာကိုလက်ခံပေးမယ်။နောက်နေ့မှာတော့ပုတ္တုရဲ့မွေးစားလိုက်ပြီဆိုတဲ့တဲ့ရင်ကြောင့်လူမဲသူမရှိတော့ဘူး။အားလုံးကထင်လွဲနေတယ်ဆိုပြီးတော့ပုတ္တုကိုပြေတနာရှရှာခဲ့တာလည်းဖြစ်ပါတယ်။မိဘနှစ်ယောက်ကကလေးကိုချစ်လို့ပေးမှမဟုတ်ဘဲသမီးလေးကိုမခွဲနိုင်လို့ဆိုပြီးတော့စောပန်းသူသေးပြခဲ့တယ်လို့ရောင်းမယ်ဆိုတာစိတ်ဆိုးလို့ပြောတာဆိုပြီးစကားကိုလေ့ပြောလာခဲ့သေးတာဖြစ်ပါတယ်။သူတို့နှစ်ယောက်ရှာရင်ပြေတနာကအမှားတွေမပြီးသေးပါဘူး။ ဘဒူဝါမဟုတ်မမှန်နေပြောနေတာကိုအတင်းရှင်းခိုင်းခဲ့တယ်လို့အင်တာဗျူးတွေလည်းတောက်လျှောက်ပြနေတော့တာပါပဲသူတို့နှစ်ယောက်ကပို့တူရဲ့စကားကြောင့်ရွာတောင်အပြင်ရဲတော်ဝဆိုပြီးတော့ပို့တူကိုပြဿနာရှာခဲ့တာပါအခုလည်းပို့တူစီကသိန်း20မြို့ဘူးဆိုတော့ကိုမီဒီယာခေါ်ပြီးတော့ဖုံးနေရှင်းခိုင်းနေတဲ့အထိပါပဲသူတို့လေမြန်းနှစ်ယောက်ကတော့ဘာဖြစ်ချင်လို့ပြဿနာရှာနေလဲမသိပေမဲ့ပို့တူကတော့လေမြန်းနှစ်ယောက်ကြောင့်ကိုသူမြင်တဲ့အတိုင်းပြောပြခဲ့ပါပြီပို့တူကတော့လေမြန်းနှစ်ယောက်နဲ့ညီပီးသားလို့ဆိုပါတယ်သိန်း20ကိုမပေးပဲကလင်းရောကကူပေးဖို့ပြောဆိုထားပေမဲ့ ကလေးမိဘတွေရဲ့ပုံစံကအုံနာမကောင်းတဲ့ပုံစံလို့ဆိုပါရည်အခုပဲကလေးပေးမယ်ပြောလိုက်တိတ်နေစေတောင်းလိုက်လို့ပြီးတော့ခဏနေကြရင်စိတ်ကူးဖို့သဘောတူလိုက်နဲ့အမျိုးမျိုးလုပ်နေရလို့ဆိုပါရည်ဝတ္တူကကလေးကိုမွေးလိုက်ပေးဝယ်လိုက်ပြီလို့ပြောပေးမယ်ကလေးကိုစိတ်ကူးပြရနဲ့သူ့လက်ထဲမထားပေးမိဘတွေကိုပြန်ပေးရင်ပေးမပေးရင်ကောင်းတဲ့မွေးစားမိဘလက်ထဲအဖို့ဆုံးပြတ်ထားတာလို့ဆိုပါရည်ဝတ္တူကတော့မိဘတွေကိုတနာလို့ကူညီရတာမဟုတ်ပေကလေးကိုတနာလို့ကူညီပေးနေတာပါ မိဘတွေပုံစံကပြောမကောင်းပေမဲ့ကလေးကိုချက်တဲ့ပုံမပေါလို့ငွေလိုချင်တဲ့ပုံပေါက်နေလို့လို့ဆိုပါရင်ပို့တူကတော့ကလေးတေမာကြောက်လို့ဒါအလူရှင်ရှာပြီးကုညီပေးဖို့ဆုံးဖြတ်ခဲ့ပေမဲ့အခုတော့ကျေးဇူးကဲလင်မရကြောင့်နမေပြည့်ရမလို့တောင်းမှဖြစ်နေပါပြီပို့တူကတော့အခုဆိုရင်သူတို့လင်မရဆိုပန်းတူသွေးတာအမှန်မဟုတ်ပဲကြောင်တောင်တောင်ရှောက်ပြောနေတာဆိုပြီးတော့ဖွင့်ချလာခဲ့ပြီးလေရပါတယ်တင်းနေစဲလင်မရကပြဿနာရှာနေရမလို့လူအများကြောင့်မှနမေကြည့်ကြင်လို့လားဆိုပြီးတရင်တွေထွက်နေပေမဲ့ပို့တူကတော့နမေကြည့်ကြင်ရဲ့ငယ်လေးပေးမှာ3000လောက်လူလုံးက နမေရှင်မှာပေါ့ဆိုပြီးတော့တရင်မတွေကိုထိတိမိမိဖြစ်ရှင်းလာပြီလေဖြစ်ပါပြီ။ပရိသတ်လေးတို့ရောသိန်း၃၀ပြဿနာကိုဘလို့ဖြစ်နေဆိုတာပြောခဲ့ပေးပါအောင်ရှင်။ဟုတ်ကဲ့ပါခုလိုဆွေစားပွဲတရင်ကြောက်ရတဲ့ပြင်နောက်ထပ်လေနုပညာရှင်တွေရဲ့ဆွေစားစရာကောင်းတဲ့တရင်ကြောက်ရတွေကိုအချိန်နဲ့တပြေးညီတက်ဆက်ပေးမှဖြစ်လို့စောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ရှင်။